အားလုံးမင်္ဂလာပါဘောလုံးချင်းညီကိုနေကောင်းချမ်းမချမ်းသာကြပါစေကျွန်တော် YouTube channel လေးဖြစ်တဲ့ MM Football Brand တက်တာချူဆိုတဲ့ England Premier League ပွဲစဉ်73ပေါ့နော်ဒါပစားမဲ့ Man City နဲ့ Leeds United တွေပဲပွဲစဉ်ကိုပွဲချုပ်တုံးတာပြီးစမှာဒီပွဲစဉ်မှာတော့ဒါ Man City အတင်းကတော့ကြီးရတော့ခပ်ပြင်းပြင်းပဲပေါ့နော်နှလုံး40နိုင်ကိုမောင်ကြီး3လုံးတကြီးတော့ဖွင့်ထားတယ်ပေါ့နော်အနားနေနည်းနည်းပါးပါးတော့အပြောင်းလဲဖြစ်နိုင်သေးရဲ့ပေါ့နော် ဒါ table မှာကြည့်လိုက်မှာဆိုရင် Man City အတင်းအဆင့်3မှာရှိတယ်။ဒါ Leeds United ကအဆင့်18မှာရှိတယ်ပေါ့နော်။12ပွဲကစားထားပါတယ် Leeds United က။3ပွဲနဲ့2ပွဲတည်း9ပွဲရှုံးထားတယ်ပေါ့နော်။ဒါရတဲ့ကူက17ကူရှိတယ်၊ပေးတဲ့ကူက22ကူရှိတယ်ပေါ့နော်။ Man City အတင်းအင်ရှင်အတင်းအဆင့်3မှာရှိတယ်။12ပွဲဆော့ထားတယ်၊9ပွဲနဲ့2ပွဲတည်း4ပွဲရှုံး။ခံစစ်က10လုံးနဲ့ပြီးထားတယ်ပေါ့နော်။ဒီနှစ်တင်းကြားထဲမှာအများကြီးကွာခြားမှုရှိနေတာတွေ့ရမှာပေါ့နော်။ စားသမားအင်အားလွှင့်ရအကုန်လုံးကွာချောင်းရှိပါတယ်။အမန်စီရီအတင်းကလည်းလက်ရှိကာရာဖောင်၅ဘဲကိုကျွန်တော်ကြည့်လိုက်မယ်ဆိုလို့ရှင်ဘုံမကိုနိုင်တဲ့ဒေါမွန်ကိုနိုင်တဲ့လီဗာပူးကိုနိုင်တဲ့နယူကာဖယ်ကိုရှုံးတဲ့လီဗာပူးစင်ကိုရှုံးထားတယ်ပေါ့နော်။ဒီဘက်ကလစ်ယူနိုက်တက်ရဲ့လက်ရှိကာရာဖောင်၅ဘဲကိုကြည့်လိုက်မယ်ဆိုရင်တော့ဒါဝက်ဆမ်ယူနိုက်တက်ကို2-1နိုင်တာတပွဲပဲရှိမှာပေါ့နော်။ဂျာနယ်ပွဲတွေကတော့ ဒါအခုလုံးရှုံးထားရတယ်ပေါ့နော် astrovita ကို2 1နဲ့ရှုံးတယ် forest ကို3 1နဲ့ရှုံးတယ် brighton ကို3 z နဲ့ရှုံးတယ်ပေါ့နော် plan တွေ2 z နဲ့ရှုံးတယ်ဒါတော်တော်လေးစိုးတယ်ပေါ့နော်စိုးတယ်လို့ပြောရမှာဒါမှဒီပွဲစဉ်မှာ man city ရဲ့နိုင်ကိုပြား20တဲ့ပြီးထားတယ်ပေါ့နော်တရီကို9ဆနဲ့ lead united ရဲ့နိုင်ကို12ဆပြီးထားတယ်ဒါရန်နဲ့ပွဲပဲမှာကြည့်မယ်ဆိုလို့ရှင်တော့ဒါသူချာချာဘာမှအပြောင်းလဲအဲ့လောက်ထိမရှိဘူးပေါ့နော် နဲ့တင်လောက်လူကြောင်လာနေတယ်ဗောနတိုက်ဆက်မှာတော့ဒါထုံးတန်တိုင်းဟာလန်တို့ဘာလို့လဲပွဲထွက်လာမှာနော်ဟာလန်တို့ဒိုကူတို့စာပင်ဟိုတို့ဗောနကျွန်တော်တို့ဒီပွဲစဉ်မှာမန်စီးတီးဘော်ဒီကြိုက်ပါတယ်ပြီးတော့ဂူပေါင်းအပေါ်ကိုကြိုက်တယ်ဗောနနောက်တစ်ပွဲကဆန်ဒလန်နဲ့ဘုံမောက်တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်မှာပြင်ထားတာကဝေးဝင်းအတင်းဖြစ်တဲ့ဒါဘုံမောက်က level 30နဲ့ဂူပေါင်းချင်းနှလုံး60ရှုံးဆိုမှပေးထားတယ်ဗောနော် စန္ဒလန်ကဇယမဆိုအစင်ခွန်ဘုံမှအစင်ရှစ်မှရှိတယ်ပေါ့နော်။နှစ်တင်လုံးရမှတ်တဲ့16မှစီတူကြတယ်။ဒါစန္ဒလန်အတင်းဒါဆော့ထားတဲ့ပွဲတွေကိုကြည့်လိုက်မှာပေါ့နော်အင်ဂွန်းပွဲစဉ်တွေ။ဒါအင်ဂွန်းအဝေးကွင်းလက်ရှိကာဖောင်း၅ပွဲကိုကြည့်ကြအောင်ပေါ့နော်။နှစ်ပွဲနိုင်နှစ်ပွဲတည်တစ်ပွဲရှုံးဒါနိုင်ထားတာဘူး။ဇယအောက်ကအတင်းပါနော်။ချဲစီကို2-1နိုင်တဲ့အဗာတန်တည်ဆော့တယ်။အာဆင်နယ်ကိုတူတူဆော့တယ်။ပြီးခဲ့တဲ့အပဖူလမ်ကို1-0နဲ့ရှုံးထားတဲ့အဝေးကွင်းမှာ အတပကဒါဘုံမအတင်ရလက်ရှိကာရဖောင်၅ဘွဲ့ကိုကြည့်မှဆိုရင်တပွဲနဲ့နှစ်ပွဲသိရနှစ်ပွဲရှုံးဒီဘုံမအတင်ကလုံးဝတခံစစ်ကြည့်ရမကောင်းဘောနော်ကတူခရစ်စတာပလက်ကို၃ဂိုးပေးတယ်မန်စီးတီးကို၃ဂိုးပေးတယ်ဘီလာကို၄ဂိုးပေးတယ်ဒီမှာကြည့်လိုက်မှဆိုရင်တူနောက်ဆုံးတွေ့ရတာ၅ဘွဲ့နဲ့မှအတင်ကြီးနှစ်ပင်ဖြစ်တဲ့မန်စီးတီးနဲ့ဘီလာလို့အတင်နဲ့ပါနေဘောနော်တခံစစ်ကဂိုးတွေတောက်လျှောက်ပေးထားတာမျိုးတွေ့ရတယ်ဘောနော်ဒီပွဲစဉ်မှာတော့ ဖွင့်ထားတယ်ဗောနော်ဒါ1 to box ကြီးကိုကြည့်မှဆိုရင်လည်းဒါစာနာနာအနိုင်ကို3လ4ခု4စာနဲ့ဘုံမအနိုင်ကိုတော့ဒါနှစ်စနီးပါတော့ပြထားတယ်ဗောနော်ဒီကတော့ဒါဒိုင်ယာနဲ့ပွဲပဲပိုင်းကိုကြည့်မှဆိုလို့ရှိရင်တော့နှစ်တင်းလုံးအလောက်ထိဟိုအရေးကြီးတဲ့ကစားသမားအလောက်ထိမရှိဘူးဗောနော်အတူတူအနေထားကိုကြည့်မှဆိုရင်လည်းဒါအရင်တော့တွေးခဲတုန်းကတော့ဒါဘုံမအတင်းကတော့အသာကြီးရတာမျိုးတော့တွေးရတယ်လက်ရှိ performance ကတော့ဒါစာနာနာအတင်းကလည်းအိမ်ခွင်းမှာဆိုရင်ရှုံးမမရှိတာဘောနော် အင်္ဂမတွေကတော့ဒါနိုင်ထားတာ West Ham United Brand Pro Wolf ဆိုမှဒါဇာအောက်မှာရှိတဲ့ West Ham Pro Wolf လို့နိုင်ထားတယ်ပေါ့နော်ပြီးတော့ Arsenal ရဲ့ Aston Villa ရဲ့အတင်းကြီးတွေကိုတည်ဆော့ထားတဲ့ Everton ဆော့ရခဲ့တဲ့အတင်းမျိုးတွေကိုတည်ဆော့ထားတယ်ပေါ့နော်ဆော့တဲ့ဒီပွဲစဉ်မှာကျွန်တော် Sunderland Body ပဲယူချဲ့တယ်ပေါ့နော်ပြီးရင် Boateng Du Score ရဲ့ဆိုက်ကြည့်ပေါ့ကျွန်တော်ညီပို့တယ်နောက်ထပ်တစ်ပွဲကျွန်တော်ယူချဲ့ထားတာတော့ဒါမြန်မာ Sunderland နဲ့နိုင်ပွဲမှာကစားမဲ့ပွဲတယ် စပါးနဲ့ဖူလာမလို့ရပွဲစဉ်ကိုကျွန်တော်ရွေးချယ်ထားတယ်ဗောနော်ဒီနေ့ကကျွန်တော်အကြိုက်ဆုံးပွဲစဉ်ထဲမှာဒီပွဲပါတယ်ဗောနော်ကျွန်တော်တကယ်အကြိုက်ဆုံးပွဲထဲမှာပါတဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်ဒီပွဲဒီဇယားအနေထားကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်เนาะစပါးအသင်းကအသင်း9ဖူလာမအသင်း15ဖူလာမအဝေးဝင်ညံ့တယ်ဗောနော်စပါးအသင်းကဒါပရီးမီးယားလိဂ်12ပွဲဆော်ထားတယ်9ပွဲနဲ့3ပွဲတည်း4ပွဲရှုံးတိုက်စစ်က20ခုရထားတယ်ပေးခု14ခုရှိတယ်ဗောနော် ဖလာမတင်ကတော့ဒါ၁၂ပွဲဆော်ထားတဲ့၄ပွဲနဲ့၂ပွဲတည်း၆ပွဲရှုံးရကို၁၃ကိုပြီးခု၁၆ကိုဒါကြလို့ဒီဇယားကိုခွဲကြည့်မယ်ပေါ့နော်ခွဲကြည့်တဲ့အချိန်မှာစပါတင်ကအင်ကွင်းမှာဆိုရင်၃ပွဲနဲ့၂ပွဲတည်း၃ပွဲရှုံးပေါ့နော်ဖလာမတင်ကဝေးဝင်းပွဲတွေကိုပဲတည်တန့်ထိုင်ပြီးကျွန်တော်တို့ကြည့်လိုက်မယ်ဆိုရင်တော့၃ပွဲပဲတည်ရှိတယ်၅ပွဲတော့ရှုံးထားတယ်ပေါ့နော်စပါထက်အများကြီးကွာနေတယ်ပေါ့နော်နိုင်နေတာတွေ့ရတယ်အဲ့မှာစပါကလည်းဂျာနမ်မှာချန်ပီယံလစ်တွေပါကြီးကစားထားရတယ်ဆိုတော့ ဒါလေးတော့တစ်ချက်သတိထားရမှာပေါ့နော်အခုလိုပြီးထားတဲ့ဒါ level 50ချုံတာကိုပေါင်းချင်းနှလုံး60ရတော့လောင်းပြော်တယ်လို့ထင်တာပဲကျွန်တော်တော့စပါးအသိကတော့ဒါအင်ဝင်းမှာတော့မကောင်းဘူးဒါကျွန်တော်လည်းသိတယ်ဒါအင်ဝင်းမှာဆိုလို့ရှိရင်အခုချိန်ထိနိုင်ဝဲကတပွဲတည်းရှစ်ပန်းလေးဝဲနိုင်ထားတယ်ပေါ့နော်ဒါရှုံးထားတာဘုံမောင်ရဲ့ Aston Villa ရဲ့ Chelsea ရဲ့ဒါမန်ယူလိုအတင်းကိုတည်ရီဆော့ထားတယ်ပေါ့နော်ဖလာမတင်ရဲ့ဝေးခွင်းနဲ့ကျွန်တော်ပြောပြီးသွားပြီပေါ့နော်ဝေးခွင်းညံ့တယ် ဝေးဝဲမှာဆိုကျွန်တော်နိုင်ထားတာတပွဲမှမရှိဘူးပေါ့နော်။ဒါမှမဟုတ်တခုတတိထားမှာဖူလာမှာဂူဂူတွင်းနိုင်တဲ့အတင်းတော့ဖြစ်တယ်ဆိုတော့လက်ခံရမှာပေါ့နော်။ဒီပွဲစဉ်ကတော့စပါအတင်းနိုင်ပွဲတွေ့မလို့ထင်တယ်ဗျာကျွန်တော်တော့အင်ကွင်းပေါ့နော်။ဝိုင်းစပက်ပေါ့စည်းတွေမှာတော့စပါအတင်းကိုနဆတေးကို၃ဆနဲ့ဖူလာမှာအတင်းနိုင်ကိုတော့၃ဆပဲပြီးထားတယ်ပေါ့နော်။ဒိုင်ယန်နဲ့ပွဲပယ်တွေမှာကြည့်မှဆိုရင်တော့ဒါရိုမဲရူးပေါ့နော်။စပါဘက်မှာရိုမဲရူးမပါဘူး၊ဘက်ရှူးမမပါဘူး။ ကာကူဆာမပါဘူးဂလူဆက်စကီမပါဘူးမက်ဒီဆန်မပါဘူးဗောနော်ဒီကစားသမားတွေမပါဘူးအဓိကတော့ရိုမန်ရောမပါတာတော့နည်းနည်းတော့အားနေတယ်ဗောနော်တစ်ဖက်ကဒါဖူလာမဆိုရင်တော့မူနိုဆီရောပဲဆိုင်ဒီကစားသမားကဦးမဲ့ချောင်းလို့ပြထားတယ်ဗောနော်ကျွန်တော်ဒီပွဲစဉ်မှာဒါအရင်တုန်းကဒီနဲ့တင်းတွေ့ခဲ့တဲ့အစင်နာပိုင်းကိုကြည့်လိုက်မယ်ဆိုရင်လည်းဒါဖူလာမတင်းကပဲအများကြီးဗောနော်ဒါလန်ဒန်ဒါဘီလည်းပွဲဖြစ်နေတဲ့အတွက်ကျွန်တော် ဖူလာမတင်းရလည်းအများနာတာစီတော့ရနေတယ်မှာဒီမှာလက်ရှိဖူလာမြက်ခြေရောင်းကိုကျွန်တော်မကြိုက်ဘူးနော်ကျွန်တော်စပါအတင်းဘော်ဒီနဲ့ဂူပေါင်းဒါကျွန်တော်ညီကိုတွေရိုက်ချင်တယ်ဆိုရင်တော့ဂူပေါင်းအောက်ကိုရိုက်ကြည့်ပါနော်ဒါစပိန်လာလီဂါဖက်ကိုတွားကြတာပါနော်စပိန်လာလီဂါမှာကျွန်တော်အခြေဆုံးပွဲစဉ်တစ်ပွဲရှိတယ်မယောကာနဲ့ဥစာဆူနာပါနော်ဒီပွဲစဉ်မှာတော့မယောကာ level 4ဆက်ကိုပေါင်းကြီးနှလုံး20ဆိုမှပေးထားတယ်ဒီနေ့အခြေဆုံးပွဲစဉ်ထဲမှာတော့ဒီမယောကာအတင်းပါတယ်မယောကာနိုင်မလို့တွတ်ထားတယ်ကျွန်တော်ကတော့ မယောက86ဥစ္စာဆိုတာ69ဒီနှစ်သင်္ချာမှာတမတ်ထဲကွာတယ်ဗောနော်မယောကအတင်းအိမ်ဝင်ပွဲစဉ်တွေကိုထိုင်ကြည့်ရမယ်ဆိုလို့ရှိရင်မယောကအိမ်ဝင်မှာအလောက်ကြီးဆိုးနေတဲ့အတင်းတော့မပါဘူးမယောကအိမ်ဝင်အတင်းကောင်းတယ်ဗောနော်ပြောချင်တာတော့မယောကနှစ်ပွဲနိုင်သုံးပွဲတည်းတပွဲနဲ့ရှုံးထားတယ်သူကအိမ်ဝင်6ပွဲဆော့ထားတယ်ဗောနော်ဒါပေမဲ့ခံစစ်ကတော့ရကူငါကူပေးကူ6ကူပဲရှိတယ်ဗောနော်တစ်ခါကဥစ္စာဆိုနာကိုကြည့်မယ်ဆိုရင်လည်းဥစ္စာဆိုနာရဲ့အဝေးဝင်းဗောနော် တော်တော်လေးညံ့ပါတယ်။တပွဲတည်း6ပွဲရှုံရကိုတကူလည်းရထားတယ်ပေါ့နော်။ဒီအချက်လက်တွေကြောင့်ကျွန်တော်ပြောတာဖြစ်ပါတယ်။ဘုရားဆုနာတဲ့အတရားတွေတော်တော်လေးဆိုးတယ်ပေါ့နော်။ဒါကျွန်တော်ညီကိုတွေလည်းဒီထားမိမှထင်တယ်။ဒါအိမ်ဝင်းတွေမှာတော့မဆိုးဘူးပေါ့နော်။ဝေးခွင့်မှာတော်တော်လေးညံ့တယ်ပေါ့နော်။ဒါလက်ရှိမယောက်ကအတင်းဆော့ထားတဲ့အိမ်ဝင်းဖောင်လေးကြီးမှဆိုလို့ရှိရင်တော့မဆိုးပါဘူးသူရှုံးထားတာဆိုရင်ဘာစီလိုနာသတင်းထဲပဲရှိရပါတော့ သူ shelter b ကို t ကို alabet တကယ်ဆွဲရခက်တဲ့အတင်းတွေကိုတော့သူတရေဆော့ထားတယ်ပေါ့နော်ဘာကဥစားစုနာအတင်းကလည်းခုနကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲအာညံ့နေပေါ့နော်ညံ့နေလုံးဝနိုင်ပွဲမရှိဘူးဝေးခွင့်မှာပေါ့နော်ဒီပွဲထဲမှာဖွင့်ထားတဲ့ wins ပဲပေါ့ကြည့်ကြည့်မယ်ဆိုရင် mayoka နိုင်ကိုနဆတရေကို3ဆဥစားစုနာအနိုင်ကိုတော့လေးစားနေမှာလာတော့ပေးထားတယ်ပေါ့နော်ကျွန်တော်ဒီပွဲထဲမှာ mayoka body နဲ့ကိုပေါင်းအောက်ကိုစိုက်ပါတယ် ောက်ထပ်တစ်ပွဲကတော့ကျွန်တော်တူတူချင်းချားပေါ့နော်ကျွန်တော်နည်းနည်းလေးသဘောကျလို့ဒီတစ်ပွဲကိုလည်းကျွန်တော်ရွေးချယ်ထားတယ်ပေါ့နော်အတလီတီကိုမက်ဒရစ်နဲ့ဒါရီယယ်အိုဗီဒိုတို့ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်ဒါတီကိုကနှလုံး၄၀နဲ့ဂိုးပေါင်းကြီး၃၆၀ဆိုလားပေးထားတယ်ပေါ့နော်ဒါတီကိုကတော့အိမ်ဝင်ကောင်းတယ်ကျွန်တော်ညီကိုလည်းအကုန်လုံးသိပြီးသားပဲပေါ့နော်တေဘယ်မှာဆိုရင်တီကိုကအဆင့်၄တပွဲနဲ့ရှုံထားတယ်တော့လာလီဂါ၁၃ပွဲဆော့ထားတယ်တပွဲပဲရှုံထားတယ် တိုက်ဖစ်က25ခုရတယ်ပေကို17ခုပဲရှိတယ်တီကိုအတင်းနဲ့ဖြစ်တယ်ပေါ့နော်ရီယောဗီဒီယိုအဆင့်20မှာရှိတယ်စတောင်းဝဲဆော့ထားတဲ့2.3ဝဲတည်း10ဝဲရှုံးတိုက်ဖစ်က9ခုစတောင်းဝဲမှာ9ခုဆိုတော့တော်တော်လေးညံ့နေနော်ဒီကိုအတင်းရတာအင်ဝမ်းမှာဆိုလဲရှုံးမမရှိသေးဘူး။ကြားကို၁၈ကိုနဲ့ပေးကို၆ကိုနဲ့ရှိတဲ့အတင်းဖြစ်တယ်ဗောနော။အဲအောင်ကျွန်တော်ရွေးချယ်ထားတာဖြစ်ပါတယ်။ဒီကိုအတင်းအင်ဝမ်းမှာနိုင်ထားတဲ့ပွဲတွေကိုကျွန်တော်ညီကိုကြီးလိုက်မယ်ဆိုရင်ရှုံးမဲတော့ကျွန်တော်မရှိသေးဘူး။ လူနိုင်ထားတာဗီလာရီယယ်တို့ဘယ်ကန်နိုတို့ရီယမက်တီအိုဆာဆူနာစီဘီလာလီမန်တေပေါ့နော်လူဆွဲရခက်တဲ့အပြင်းတွေကိုတူနိုင်ထားတဲ့ဒီထက်မှတကယ် easy ဆိုလို့လီမန်တေနဲ့စီဘီလာလာပဲရှိမယ်ပေါ့နော်ကျန်တဲ့ဗီလာရီယယ်တို့ဘာလို့ဆိုတာလွယ်တော့မလွယ်ဘူးပေါ့နော်ဒီလိုအတင်းတွေကိုလည်းတူနိုင်ထားတဲ့ရီယယ် OBD ရဲ့ awareness ဆော့ထားတဲ့ပွဲစဉ်တွေကိုကျွန်တော်ပြောပြထားပြီပေါ့နော်ဒါမှမဟုတ်ရဲ့ video ကြည့်လိုက်မှာဆိုလို့ရှိရင်သူရဲ့အဝေးဝန်းနိုင်ပွဲကတပွဲနဲ့ရှယ်ဘလန်စီအောင်နိုင်ထားရဲ့ စီရိုနာကိုတည်ကြရတယ်ဗောနဒါပေမဲ့ဒီအတင်းကဂိုးပြက်ရှုံထားတာမျိုးပြန်မတွေ့ရပြန်ဘူးဗောနဒါပေမဲ့သူရှုံဂိုးပြက်မရှုံထားဘူးဆိုမှဘီလာရီရဲ့ကို 2C ဒါဖေး 2C LC 1C နဲ့ဘီလာ 1C ကမှရှုံထားတယ်ဗောနဒါကျွန်တော်တို့ဒီပွဲထဲမှာဒီကိုအတင်းနိုင်မယ်ပဲ 2C 3C ဒီလိုပုံစံမျိုးမဖြစ်မှလို့တွက်မိတယ်ဗောနဒီကိုအတင်းအနိုင်ကို190တရီကို9စဒါ OB2 အနိုင်ကို15စပေးထားတဲ့အတွက်ကျွန်တော်တီကိုနဲ့ဗောနော် voting to score no ကြိုက်ပါတယ်ညီကိုတော့ series ဖက်ကိုကြွားကြတာမနက်ကျတည်း series မှာကျွန်တော်နည်းနည်းလေးပေါ့နော်ကျွန်တော်ကြိုက်တဲ့ပွဲစဉ်လေးတွေရှိတယ်ဒီကလည်းကျွန်တော်ပြောပြမှာဖြစ်ပါတယ် Italy series မှာကတော့ကျွန်တော် Juventus နဲ့ Cagliari တို့ရဲ့ပွဲစဉ်ကိုကျွန်တော်ရွေးချယ်ထားတယ်ပေါ့နော်ဒါ Juventus အသင်းကကြီးခတ်ပြင်ပြင်မှာတလုံး80ရှုံးနဲ့ဘောပေါင်းကြီးနှလုံး60ရှုံးဆိုမှပေးထားတယ်ပေါ့နော်ဒီတစ်ခါတော့ကျွန်တော်အောက်တင်းကိုပို့ပြီးမှပေါ့နော်ဒါကြည့်မယ်ပေါ့နော်အောက်တင်းကိုပို့ကစားအားကြည့်မယ်ပေါ့ ကျွန်မတက်ကအိမ်ကမှဆုံးမရှိဘူးတောင်းမနဲ့တောင်းမတည်းရရကိုဆက်ကိုပေးကုန်ငါကိုကကရိယာတွေကဒီဟာဒီအဝေးဝန်းဖို့ကောင်းနေသလားတော့အဝေးဝန်းမှဆိုတပွဲနိုင်တောင်းမတည်းရနပွဲဆုံးရကိုငါကိုပေးကုန်ခုနကိုပဲရှိတယ်ပေါ့နော်ဒါအဝေးဝန်းအတွက်နိုင်ရှင်ပြီးပြောပြတာဖြစ်ပါတယ်ကျွန်မနဲ့အတင်းရတဲ့အိမ်ဝန်းပွဲစဉ်တွေကိုကြီးလိုက်မယ်ဆိုလို့ရှိရင်အခုပေါက်ကြီးလက်မျိုးနဲ့အောင်ထားမဲ့အတင်းဆိုလို့ရှိရင်ဒါပါမကိုတူစည်းနဲ့နိုင်တယ်ဦးဒီနဲ့ကို31နဲ့နိုင်တယ်ပေါ့နော် သူကတော့အိမ်ဝမ်းပွဲစဉ်တွေမှာသူ့ဘောင်၃ဝက်နိုင်ထားတဲ့၃ဝက်တည်ရှိတယ်။ဒါတည်ပွဲတွေကလည်းတကယ်အသိကြီးတွေဖြစ်တဲ့မီလန်တို့အတလန်တာတို့အင်တာတို့သူကနိုင်ထားတယ်ပေါ့နော်။အခုနီးပြအပြောင်းလဲလဲဖြစ်ထားတယ်ဆိုတော့ဒါတလုံးပြက်နဲ့နိုင်ဖို့တော့လိုတယ်။ဂျာရဲမှာချန်ပီယံလိလက်ကန်ထားရတယ်ပေါ့နော်။ကကရီယာရဲ့အဝေးဝမ်းပွဲစဉ်တွေကိုကြည့်လိုက်မှဆိုရင်သူကအဝေးဝမ်းမှာ၂ပွဲရှိတယ်ရှုံးထားတာပေါ့နော်။နာပိုလီ1-0၊လာဇီယို2-0ပေါ့နော်။ ကျန်တဲ့ကျွန်တော်တို့ကကိုမူတို့ဗီရိုနာတို့ဥဒိနစ်တို့လို့အတင်းတွေတော့တူတေးခံစော့နိုင်တယ်ဗောနော်အော်ကက်ကရီယာတွေကလည်းတိုက်စစ်ဖွင့်ပြီးစော့တယ်ဆိုတော့ဒါနည်းနည်းတော့သတိထားမှာဗောနော်ဂျဝင်တဲ့အတင်းနဲ့အနေနဲ့ဒီဘက်ထဲမှာကျွန်တော်လွဲချော်မှာကစားသမားနေတော့နောက်ပြီးတူတူတူတော့မရှိဘူးလို့ထင်တယ်ဗောနော်ကက်ကရီယာဒီဘက်မှာလည်းဘလော့တီတို့ပက်ဒရိုတို့ရှိမှာဗောဗျာဂျဝင်တဲ့ဘက်မှာဆိုရင်ရာဂူနီတို့မီလစ်တို့နော်ဘာမာတို့ ကစားသမားတွေပေါ့နော်ကုတီတို့ဒီကစားသမားတွေရှိမယ်မိုင်းစပ်ပေါက်ချင်းမှဆိုရင်တော့ဂျီဝင်ဒအနိုင်ကိုပြ30တရေကို6စနဲ့တက်ကရိယာတွေအနိုင်ကို70စာတော့ပေးထားတယ်ကျွန်တော်တို့ဒီပွဲစဉ်မှာလက်ရှိပေါ့နော်ဂျီဝင်ဒချာမန်လက်ကစားထားရပြန်မနေတယ်လို့ထင်တယ်ပေါ့နော်ကျွန်တော်တက်ကရိယာတွေဘော်ဒီခြိုက်တယ်ပင်ကိုပေါင်းအောက်ကိုခြိုက်ပါတယ်ပေါ့နော်ကုတီရီကိုကျွန်တော်ရွေးချက်ထားပါတယ် တဲမှာဆိုရင်တော့ကျွန်တော်ကဒီဒီပွဲ Paris FC နဲ့ or 0ပဲပွဲစဉ်ပါနော်။ဒီဟာတော့ကျွန်တော်ရအကြိုက်ဆုံးပွဲထဲမှာပါတယ်ပါနော်။ကျွန်တော် Paris FC ကိုတော်တော်လေးခြိုက်တယ်ပါနော်။အဲမှာကျွန်တော်ပါတယ်။ဒီပွဲစဉ်မှာဖွင့်ထားတာက Paris ကတလုံး80တော့ကိုပေါင်းချင်းနှလုံး60နိုင်ဆိုရှုံးဆုံးမှာဖွင့်ထားတယ်ပါနော်။ဒါဇေယျရတီမှုက Paris FC ကအဆင့်ဆန်နေ or 0အဆင့်18မှာရှိတယ်။ဒါ or 6အသင်းကတော့တော်တော်လေးဆိုးတယ်ပါနော်။ဒီဟာလေးကတော့ အဆင့်78မှာရှိတဲ့ Paris ကအဆင့်72အင်ရှင်အတင်းပါနော် Paris ကတိုက်စစ်ကောင်းတယ်ခံသစ်ကတော့ဒါဂိုးတွေလည်း95ခုပြေးထားတယ်အော်ရှာကတော့73ဝန်းကစားပြီးပြီးနှစ်ပွဲနဲ့နှစ်ပွဲတည်းကိုဝဲရှင်9ခုပဲရထားတယ် Paris FC ကအင်္ဂွန်းပွဲစဉ်တွေကြီးလိုက်မယ်ဆိုလို့ရှိရင်တော့နှစ်ပွဲနဲ့တစ်ပွဲတည်းတုံးမဲ့ရှင်ခံသစ်မကောင်းဘူးများအဲ့စကတော့ပြောရမလို့တရားဘောက်ကိုတွဲမှာဗျတရားဘောက်ကိုကိုးရမှာ။ဟောရှာတဲ့ကတော့အဝေးဝင်းတအားညံ့နေတအားညံ့နေတဲ့နှမ်းမှာပါတယ်ဗောနော ီနေ့ကကျွန်တော်အကြိုက်ဆုံးထားမှဒီ Paris FC ပါတယ်ဗျာ Paris FC ပါတယ်ကျွန်တော် Paris FC အနိုင်ကိုပြ80 wins ပဲအတွက်ပေါ့နော်တရီကို၄ဆအရှက်အနိုင်ကို၅ဆတော့ပေးထားတယ်ပေါ့နော်ကျွန်တော် Paris FC ကြိုက်တယ်ပြီးလို့ရှင်အာဒါကြလို့ကျွန်တော်ညီကိုတော့ဂိုးပေါင်းရိုက်ချင်တယ်ဆိုရင်တော့ဒီပွဲစဉ်မှာတော့ဒါတစ်ဖက်အသင်းဖြစ်တဲ့အော်ရှက်အသင်းကလည်းဒါအာညံ့နေဆိုတော့ဒါ ဘူတကိုရဘူးတော့မလွယ်လောက်ဘူးလို့ထင်တယ်ပေါ့နော်တကယ်လို့သူ့ရတာအဝင်းဝင်းဖောင်ကိုပဲကျွန်တော်ကြည့်လိုက်မယ်ပေါ့နော်ဒါလည်းတစ်ချက်ကြည့်ဖို့တော့လိုတယ်ပေါ့နော်သူရှောင်းထားတာ ninja တို့ဒါပြီးတော့ nantes တို့ psg တို့ပေါ့နော် salesforce တို့ဒါမှသူကဂိုးပြတ်မရှုံးဘူးညဂိုးပြတ်မရှုံးအဲအကြောင်းမို့ပေးထားတာနှလုံး60ရှုံးဂိုးပြတ်မရှုံးအင်္ဂါဆိုတူစီနဲ့ရှောင်းတယ် stress ဘောက်တတိစီနဲ့ရှောင်းတယ်ဗောနော4စီ5စီမျိုးမဖြစ်ဘူးလို့ပြောကြတာပါဒီဘက်ကမှာတော့ကျွန်တော် very fc body နဲ့ဒါ9ဘောင်းပေါ့နော်3စီးလောက်တော့နိုင်မလို့ထင်တယ်ပေါ့နော်3စီး21ဒီလိုပုံစံမျိုး9ဘောင်းပေါ့ကြိုက်ပါတယ်နောက်ထပ်ရွေးချယ်ထားတာကတော့ German Bundesliga ပွဲစဉ်ရွေးချယ်ထားတယ်ဒါကျွန်တော်အကြိုက်ဆုံး Bayern Munich နဲ့ Saint Pauli တို့ရဲ့ပွဲစဉ် Bayern ကတော့ကြောက်စဲတောင်းလုံး60နိုင်9ဘောင်းကြီးလေးလုံး50ထားပေါ့နော်ဒါ Bayern ကတော့ Champion League ဆော့ထားတယ်ပေါ့နော် Champion League ဆော့ထားတယ်ဒါပေမဲ့ Bayern တကယ်ကာမဆိုင်ဒီပေါင်း AC နိုင်တယ်ပေါ့နော် ။အရင်အဆင့်တက်ပြာရှောင်းမမရှိဘူး။ရကို50နဲ့တကူပြီးကို8ကိုရှိတယ်။ပြီးတော့စိန့်ပေါ်လီက9.9တပွဲတည်း8ပွဲရှုံး7ပွဲဆော့ထားတယ်ဗျာ66မှာ။ဒါမနေ့ကတွေးထားတဲ့ဟာတွေကြည့်မယ်ဆိုရင်လည်းတော့2025လုံးကလည်းတပိုင်းရင်ကတော့32နဲ့နိုင်ထားတဲ့ပွဲ10နဲ့နိုင်ထားတာရှိတယ်။ပြီးတော့အဝေးဘက်မှာ81နဲ့နိုင်ထားတာမျိုးရှိရပါတော့။ဘာမင်းရဲ့ဒါအင်ဝင်ကာရာဖောင်ကိုကြည့်လိုက်ပါတော့လုံးဝရှုံးမှမရှိဘူး။ ကလင်းရှစ်တေကြီးပဲရထားတာပေါ့နော်တော်တော်များတယ်ဒါသူတို့ဂူအများဆုံးပေးခဲ့တာဆိုတော့ prime prime ဘက်နဲ့ပွဲမှာငကူပေးခဲ့တာအများဆုံးပဲချက်နဲ့ပွဲတဲ့အကုန်ဂူပြတ်တီထားတယ်ပေါ့နော်သူနိုင်ထားတာ Leipzig Hamburg Bremen Dortmund Leverkusen တကယ်ဆော့လို့ခတ်တဲ့အသင်းတွေသူနိုင်ထားတယ်ပေါ့နော်စင်ပေါ်လီရတာတကယ်လို့အဝေးဝန်းဖောင်မှာကျွန်တော်ထိုင်ပြီးကြည့်မယ်ဆိုသူနိုင်ထားတာဟန်နိုဗာတော့ဒဲမတ်ရှိတယ်။ဒါမှမဟုတ်ဒီအတင်းကစင်ပေါ်လီဘရီမင်ဖရန့်ဖို့ဖရန့်ဘတ်ဒီအတင်းတွေအကုန်လုံးကို ကိုအများကြီးပေးထားတာမတွေ့ရဘူးအဲ့ဒါကျွန်တော်တစ်ချက်သတိထားရမယ့်အချက်ပဲဘာညာကပြီးတော့၄လုံး၅ခန်းနိုင်တော့ဖွင့်ထားတယ်ပေါ့နော်မက်ဆက်ပေါက်ကြီးတွေမှာဆိုလို့ရှိရင်တော့ဒါဘာညာအနိုင်ကို10ပြားတေကို10စက်စင်ပေါ်လီအနိုင်ကို20စက်စက်ကျွန်တော်ဘာညာနဲ့ဂူပေါ်ကြိုက်ပါတယ်ဘာညာအတင်းမှကျွန်တော်ရွေးရမှာဖြစ်ပါတယ်နောက်တစ်ပွဲက Union ပါလဲနဲ့ဒါဟန်ဒါဟိုင်းလို့ပဲပွဲစဉ်ကိုကျွန်တော်ရွေးချယ်ထားတယ် ဒါ union balance တလုံးကို30နိုင်9ပေါင်းကြီးနှလုံး80ရှုံးပြထားတယ်ဗောနော် union balance အဆင့်10ဒါအာဒါ bonus league ဆက်တဲ့ဘွဲဆော့ထားတယ်4ဘွဲနိုင်3ဘွဲတည်4ဘွဲရှုံးအဲ64ခုပေးခု69ခုရှေ့ဟန်တိုင်းကတော့တအားဆိုးတယ်နော်အဆင့်18မှာတဘွဲနိုင်9ဘွဲတည်10ဘွဲရှုံးတိုက်စစ်က10 9တည်းရထားတယ်ဆက်တဲ့ဘွဲမှာဒါတော့တော်တော်လေးဆိုးတဲ့အခြေအနေမှာရှိရဗောနော် union balance ကအင်ဝင်း ညနဲ့တင်ထမ်းမှာမပါဘူးနော်အိမ်ဘက်မှာဆိုရင်စတုကတ်ကိုနိုင်ထားတယ်မွန်ချန်ဂလာဘတ်ကိုနိုင်ထားတယ်ဒါမှကျွန်တော်တို့တစ်ချက်တည်းထားမှာတေးရီတပောက်တော့ကြောက်ရတယ်ပေါ့နော်တေးရီတပောက်ကြောက်ရတယ်မဆိုဒီဟန်တိုင်းကလည်းတောက်လျှောက်ကြီးရှုံးနေတယ်ဆိုတော့တေးရီနဲ့တော်တူတော်မှလည်းကြောက်ရတယ်ပေါ့နော်အာဟန်တိုင်းရှုံးထားတာတော့ဟမ်ဘတ်တို့စတုကတ်တို့ဟော့ဖိုင်းတို့ဒါတန်းတက်လာတယ်ဟမ်ဘတ်လိုအတင်းတော်ရှုံးတယ်ပေါ့နော်ဒါ union valley မနိုင်လာတော့အကြောင်းမရှိဘူးလို့ထင်တယ်ပေါ့နော်။နိုင်ငံနဲ့ပွဲပွဲမှတ်မှန်ရှိမယ်ဆိုရင်လည်းဒါ နဲ့တင်းလုံးကအဲ့လောက်ထိဟိုမှာဖြစ်ဘောနော်ဒါ union ဘာလင်းအနိုင်ကိုပြား60တေးကို၄ဇာနိုင်နဲ့50ပေးထားတယ် union ဘာလင်းနဲ့ကျွန်တော်ကိုပေါင်းအပေါ်ကိုကြိုက်တယ်ဘောနော်၃လုံးထိကြိုက်တယ်၃လုံး80ရှောင်းဆိုင်ဟာတပွဲကတော့ပွဲစဉ်တွေကတော့နည်းနည်းလေးများသွားတယ်ပေါ့နော်ကျွန်တော်ရွေးချက်ထားတာကိုဗင်ထရီနဲ့ချာလာတန်တို့ရဲ့ပွဲစဉ်ကိုလည်းကျွန်တော်ရွေးချက်ထားတာဒါကတော့ချန်ပီယံရှစ်ကကျွန်တော်အကြိုက်ပေါ့နော်ကျွန်တော်တကယ်လေးဒီချာလေးကြည့်ထားပါတယ် ကိုဝင်ထရီတန်းကတလုံး40ရှင်ကိုပေါင်းကြီး360ဆိုမှပေးထားတယ်ပေါ့နော်ဒါကိုဝင်ထရီအဆင့်တစ်ချမ်းတန်းအဆင့်16ဒီနှစ်တင်ညာထဲမှာရမတရားနဲ့ကွာတယ်ပေါ့နော်ဒါကိုဝင်ထရီအတင်းရဲ့အိမ်ဝင်ပွဲစဉ်တွေကိုကြည့်လိုက်မှဆိုရင်လည်းသူကအိမ်ဝင်မှဆိုရင်တော်တော်လေးကောင်းတယ်ပေါ့နော်နှလုံးကရှုံးထားတာမရှိဘူးတရီပွဲနှစ်ပွဲနဲ့ရှိတယ် Hull City နဲ့ Norwich ကိုတရီကြတယ်နိုင်ထားတာ West Brom Sheffield United Watford Blackburn Birmingham Norwich ဒီလိုဘောနတာအတင်းကြီးရတာမပါဘောနတာအတင်းကြီးဆိုမဲ့ဟိုလက်စတာတို့ဒါ SWC တို့ညဆွဲခတဲ့အတင်းနေတော့သူမဆော့တာဘောနအင်ကွဲမှာပြောတာပါအဝေးဝမ်းမှာဆိုရင်သူကဒဘရော့လည်းပြီးခဲ့တဲ့အပါနိုင်ခဲ့တယ်ဗောနစတုတ်စီးတီးဆော့ရခဲ့တဲ့ဒီလိုသူလည်းနိုင်ထားတယ်ချက်ဖီယူနိုက်တက်လို့အတင်းအောင်လည်းနိုင်ထားတယ်ဗောနသူရှုံးတာတော့ဒီဝါရက်ဆမ်အခုတန်တက်လာတဲ့ဝါရက်ဆမ်သူ့ပဲရှုံးထားတယ်ဒီအတင်းအတိုင်းမှာခံစစ်ကတော့ဂိုးတွေပေးရတယ်ဗောနချက်တန်အတင်းအောင်ကြီးလိုက်ဗောနအဝေးဝမ်းကာရာဖောင် လောက်ထိကောင်းဘူးဒါမှချာလတ်နိုင်ထားတာဆိုရှက်ဖီးယူနိုက်တက်နဲ့ SWG တကယ်ဆွဲရခက်တဲ့အတင်းနဲ့တင်းတော့သူအဝေးဘက်မှာနိုင်ထားတယ်ပေါ့နော်အဲ့ဒါလေးတခြားတော့သတိထားမှာဒီနောက်ဆုံးနောက်ပွဲဆက်လက်ရှုံးထားတာ Stoke City ပြီးတော့ Warsaw အတင်းနဲ့ရှုံးထားတယ်ပေါ့နော်မိုင်းဆက်ပေါက်ကြီးတွေမှာဆိုရင်တော့အင်ရှင်တင်းနိုင်ကိုပြားလေးတဲ့တေးကို5စချာလတ်နိုင်ကို6စကျွန်တော်ကတော့ဒီပွဲဆက်မှာဒါ Coventry body ကြိုက်တယ်ပြီးရင် Goban အပေါ်ကိုကြိုက်ပါတယ် နောက်တစ်ပွဲတော့မက်ဒဘရော့နဲ့ဒါဗီဒိုရဲ့ပွဲစဉ်ဖြစ်ပါတယ်။ဒီမှာတော့မက်ဒဘရော့3-90နိုင်ဂိုးပေါင်းချင်း3-90ကျွန်တော်ဒီနေ့ဒီပွဲမှာအခြေဆုံးပွဲစဉ်ဒီပွဲပေါ့နော်။ကျွန်တော်ဒါမက်ဒဘရော့အတင်းကိုတော်တော်လေးသဘောကျတယ်ဒီနေ့။မက်ဒဘရော့အတင်းကိုကျွန်တော်တော်တော်လေးဘာလို့သဘောကျတယ်မသိဘူး။မက်ဒဘရော့အဆင့်3နဲ့ဒါဗီယာအဆင့်10ပေါ့နော်။ဒါဗီယာ16ပွဲမှာဒါ9ပွဲနိုင်5ပွဲတည်5ပွဲရှုံးမက်ဒဘရော့က10ပွဲနဲ့6ပွဲတည်3ပွဲနဲ့ရှုံးထားတယ်ပေါ့နော်။ အဲ့ဒါပြတော့အင်ဝင်တအားကောင်းတယ်ဒါပေမဲ့သူတို့နီးပြရလဲဒါထွက်သွားတယ်ဗောနော်ဘူးကိုရောက်သွားတယ်သူတို့လည်းနည်းနည်းတော့အဖြစ်ခဲရှိရဗောနော် ပြီးခဲ့တဲ့အပတ်ကပြီးခဲ့တဲ့ဂျားရက်မှာဗောဗျာအကိုဗင်ထရီကိုသူတို့ရှုံးထားတယ်ပြီးတော့သူတို့ဆော့ထားတာနောက်ဆုံး၄ဝက်ဆက်၉ရက်ပြေးထားရတယ်ဗောနော်ဒါပြီးအသင်းကိုကြည့်မယ်ဆိုရင်ဒါပြီးကအဝေးဝင်ဒါပြီးကနောက်ဆုံး၃ဝက်ဆက်အဝေးဝင်နိုင်ထားတယ်ဒါပြီးကအဝေးဝင်ကောင်းတဲ့ထိုင်မှာပါတယ်ဘယ်အချက်လက်တွေကြည့်ထားလဲဆိုတော့ S switch ကိုတည်းရီဆော့နိုင်တယ် ပြင်ဆွာရခက်တာ Shopee United လို့အတင်းကိုနိုင်ထားတယ်ပေါ့နော်။ပြင် Warasam လို့အတင်းကိုတော့မတည်ဆော့ထားတယ်ပေါ့နော်။ဒီအချက်လက်တွေကြည့်လို့ရှိရင်ဒါ Endeavor ကတော်တော်လေးခက်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 ဆွာရနိုင်တယ်ကျွန်တော်တော့ထင်တယ်ပေါ့နော်။ဘာလို့ဆိုပေါ့ကြီးဒီမှာကြည့်လိုက်မှဆိုရင် Endeavor အနိုင်ကို180တရေကို၄ဆနဲ့ဒါပြီးအနိုင်ကို၅ဆပေးထားတယ်ဘလို့ပဲနေနေမှာဒီပွဲစဉ်မှာတော့ Endeavor body ပဲခြိုက်ပါတယ်ပြင် Gumao အောက်ကိုခြိုက်ပါတယ်။ဒီနေ့ကတော့ဒီလောက်ပါမယ်ညီကိုချမ်းသာချမ်းသာကြပါစေပေါ့နော်။ အကုန်လုံးလိုက်ပြချလေးရွေးချယ်ပေးထားပါတယ်မနေ့ကကြာရင်ကျွန်တော်ရအကြိုက်လေးတွေဖြစ်တဲ့အတင်းတွေကျွန်တော်ရေးထားတယ်ဗောနော်ဒီထဲမှာမှကျွန်တော်ရေးပြီးမှဗောနော်ဒါလစ်တွေမတူလည်းမတူဘူးဗောနော်လေ1လစ်2တွေလည်းဖြင်းဖြင်းမယ်ကျွန်တော်ဒါ YouTube ရဲ့ comment box မှာကျွန်တော်ရေးပေးထားဗောနော်ထိုးချင်တာထိုးကြည့်ပေါ့ဗျာကျွန်တော်ရေးရေးထားပေးမယ်ဗောနော်ဒါမှတစ်ချက်လေး view site ပို့ရတော့ဒါ line up ကအရေးကြီးဆုံးမှာဘောလုံးဘက်ဘက်မှာ line up ဗောနော်နောက်ပြန်ဆိုလို့ရှိရင်ကျွန်တော်ဒါ Man City မှာ Haaland ပါလာမှာပါလာဒါကြည့်ပေါ့ဗျာ တိုက်ဆက်မှာဘယ်လိုရှိလဲပေါ့နော်စန္ဒလာမှာဆိုရင်တိုက်ဆက်မှာဘယ်လိုရှိလဲခံဆက်မှာဘယ်လိုရှိလဲချန်ပီယံလိတကန်ထားတဲ့အတင်းနဲ့ကပို့ပြီးသတိထားဘူကီရီရဲ့အဓိကတိုက်ကကဒါမဲ့တာဂက်ကအင်ဂျီတွေကိုကျွန်တော်တို့ကရွေးပြီးလောင်းတယ်အတင်းကြီးတွေကအရင်နဲ့ထုတ်တယ်အဲ့လိုပေါ့နော်အဲ့ဒီကျွန်တော်တစ်ချက်ကြည့်ဆိုင်ဖို့လိုပါတယ်အားလုံးအပေါင်းပြကြပါစေချမ်းမှချမ်းသာကြပါ